တာလီစောပါဒီကနေ့ဖေဖော်ဝါရီလ6ရက်နေ့နရင်းစရာရခိုင်တည်င်းဌာန၏နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ပောက်တော်မြို့နယ်ကသေးခုံကြီးရွာနဲ့ငပြည်ကျွန်းကြီးရွာကိုစစ်ကောင်စီကပုံကျေခဲ့တဲ့သတင်းရခိုင်ယူမနဲ့အဆက်ပြေမဖက်ကစစ်ကောင်စီစခန်း၄ခုကိုအေးအေးနဲ့ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်တဲ့သတင်းနဲ့စစ်တွေမြို့မှာစီးရဲအရှင်မြင့်တက်လာတဲ့အတွက် ရတိတော်မျိုးနေအငှုံမော်ကန်းချီကကြီးရွာသုံးရွာဘေးလူရာကိုရွှေ့ပြောင်းခဲ့တဲ့တည်င်းအပောင်းဝင်ထူခြားတဲ့တည်င်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ပေါတော်မျိုးနေကသေးခုံကြီးရော်နဲ့ငပြည်ကျွန်းကြီးရွာကိုဖေဖော်ဝါရီလ18ရက်နေ့ည7:00နာရီနဲ့9:00နာရီကြားမှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံတုံးလုံးကြီးချခဲ့ပါရီ။စစ်တွေတစ်ဖက်ကမ်းမှာရှိတဲ့ပေါတော်မျိုးနေကသေးခုံကြီးရွာကို ပေါင်900ဘုံတလုံးချပြီးနောက်ငပြည်ကျွန်းကြေးရွာကိုပေါင်900ဘုံနှလုံးချခဲ့တာလို့ပေါတော်ဒီတာခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်ဖေဖော်ဝါရီလ18ရက်နေ့ညအချိန်ကစစ်တွေမြို့နေနဲ့ပေါတော်မြို့နေကနေရာတချို့ကိုစစ်ကောင်စီလက်တက်ကဘုံကျေးတာတွေရှိခဲ့ပြီးအထိခိုက်ပျက်စီးတွေကိုတော့မသိရသေးပါဘူးစစ်တွေမြို့နေကစစ်ကောင်စီရဲ့အရေးပါတဲ့စခန်းဂိတ်တွေကိုအေအေကဟောင်းဝေးစာနဲ့ပိတ်ခတ်ခဲ့ပြီးတဲ့နောက် ညအချိန်မှာတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ပေါက်တော်မျိုးတွေကိုဘုံလာကြည့်ခဲ့တာလို့စစ်တွေဒီသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ်စစ်တွေမှာစစ်ဖြစ်ရင်အနည်းဆုံးမျိုးတွေကလူတွေလေးသတိထားတင်ပြီးအမြန်ဆုံးဘေးကင်းနိုင်မယ့်နေရာတွေကိုပြောင်းရွှေ့တင်နေလို့ဒီသခံတွေကဆိုပါရယ်ရခိုင်ယိုမာနဲ့အဆက်အမ်ဘဒန်လမ်းပေါ်ကစခန်း၃ခုနဲ့ဦးရှိပင်တောင်ကိုယူလမ်းပေါ်ကပကံကွေးစခန်းတွေကို အာရခတက်တော်ဤဥဆောင်တဲ့ပူပေါင်းတော်လန်ရေးတပ်တွေကတင်ပိုက်လိုက်ပြီလို့တင်ပြရှိပါရယ်။တင်ပိုက်လိုက်တဲ့စစ်ကောင်စီတပ်စခန်းတွေကတော့အမ်ဘနက်လမ်းပေါ်ကအထက်တုံးကြီးအောက်တုံးကြီးနဲ့မထုံကျေးရွာကစစ်ကောင်စီစခန်းတွေနဲ့ရခိုင်ပကိုးအစက်ဥရှိပင်တောင်ကိုယူလန်းပေါ်ကစစ်ကောင်စီရဲ့အင်အားနေရာရှိတဲ့ပကံကွေးစခန်းတို့ဖြစ်ကြပါရယ်။အထက်တုံးကြီးအောက်တုံးကြီးနဲ့မထုံကြီးရွာကစစ်စခန်းနေရာ၃ခုကို EE ကဖေဖော်ဝါရီလ16ရက်နေ့မှာတပြိုင်တည်းတင်ပိုက်လိုက်တာပါလက်နက် KN တွေအပြင်စစ်ကောင်စီတပ်သား20ကျော်ကိုဖမ်းဆီးရမိထားတယ်လို့အန်ဒေတာခန်မြည်ပြင်စီရေးတည်ရင်မြေတယောက်ကနရင်းစရာကိုပြောပါရီဒါအပြင်ရခိုင်ပကိုးအစက်ဥရှိပင်တောင်ကိုယူလန်းဘော်ကပကံကွေးစခန်းကိုလေအေအူးဆောင်နေပူပေါင်းတော်လန်ရေးတပ်ဖွဲ့တွေကတင်ပိုက်လိုက်ပြီလို့သိရပါရီ အဲ့ဒီစခန်းကလက်နက်ကြီးတွေအပါအဝင်လက်နက်ခရမ်းတွေကိုလည်းတင်စီရမိခဲ့ပြီးစစ်ကောင်စီတပ်သား၁၀ကျော်ကိုအရှင်ဖမ်းမိထားတယ်လို့မြေပြင်စီးရေးတည်ရင်းမြေအမျိုးသားတယောက်ကနိုရီစရာကိုပြောပါရယ်စစ်တွေမြို့မှာစီးရေးအရှင်မြင့်တက်လာတဲ့အတွေ့ရတိတော်မြို့နေအငူမော်ကန်းချီကကြေးရွာ၃ရွာဘေးလို့ရာကိုရွှေ့ပြောင်းခဲ့တယ်လို့သိရပါရယ်မျိုးရော်စစ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုအာရခတက်တူအီအီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးစီရေးအရှိန်တစ်ပြေးပြေးမြင့်တက်လာနေရကြောင်းအခုလိုပြောင်းရွှေ့ရတာလို့သိရပါတယ်။ရွှေပြောင်းခေကြရတဲ့ကြီးရော်တွေကတော့အငူမော်မကြီးချောင်းနဲ့ကုန်တန်းစားတဲ့ကြီးရော်တွေဖြစ်ကြပြီးဖေဖော်ဝါရီလ7ရက်နေ့ကနေစတင်ပြီးတော့ပြီးလို့ရာကိုရွှေပြောင်းနေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ရော်တွေကရတိတော်မြို့နေထဲကဆိုပေမဲ့စစ်တွေနဲ့ဆိုရင်မယူမြစ်တစ်ခုပဲခြားတာကြောင့် အချိန်မရွေးလက်နက်ကြီးတွေကြာနိုင်လို့ဒေသခံရောသားတွေမနေထိုင်ဝန်းကြပြီးစစ်ပီးရှောင်သွားခေကြတာလို့အငူမော်ဒေသခံတယောက်ကပြောပါရီအခုပြောင်းရွှေ့ခေကြရတဲ့ဂျီယော်ရီဟာစစ်ပီးရှောင်တာနှီးပါခဲ့ပေမဲ့စစ်တွေမှာဖြစ်ပွားလာနေတဲ့တိုက်ပွဲတွေကြောင့်ရွာတွေကိုထိခိုက်လာနိုင်လို့ဖြစ်ပြောင်းခေကြရတာလို့သိရပါရီအဲ့ဒီဂျီယော်၃ရွာပေါင်းရင်အင်ချီ၁၀၀၀ကျော်နဲ့လူဦးရေ၅၀၀၀နီးပါးလောက်ရှိတယ်လို့သိရပါရီ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ဝင်းနယ်နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အတင်းအဓမ္မစစ်မှုထမ်းစီခိုင်းခံရသူစစ်သားတွေဟာအခုရဲ့ပိုင်းအတွင်းတော်လန်ရေးတပ်ဖွဲ့ရိထံလက်နက်ရှာအလင်းဝေရောက်တာတွေရှိနေပါသေးတယ်။စစ်ကောင်စီတပ်ကစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးတဲ့နောက် လူငယ်အများစုကိုစစ်တင်တန်းတက်ရောက်ဖို့လိုက်လံဖန်ဆီးနေတဲ့အတွက်စစ်မှုမထမ်းရှင်တဲ့လူငယ်အများစုဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထေကိုအများပြားဝင်ရောက်လာနေပါတယ်။ဖေဖော်ဝါရီလ18ရက်နေ့ကစစ်မှုထမ်းစီခိုင်းခံရသူစစ်သား3ယောက်ဟာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တရင်ကိုစီမှာလက်နက်3လက်နဲ့အတူလက်နက်ရှာခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲနောက်ထပ်ရခိုင်လူငယ်တယောက်ဟာပဲခူးတိုင်းအနောက်ချမ်း တာယာဝရီခရိုင်တဲရင်38တူညာနေတခွေငါးပြူဟာစစ်ကြောင်းစီမှာလက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့ပါရီပဲခူးတိုင်းအနောက်ချမ်းမှာလက်နက်ရှာအလင်းဝင်လာတဲ့ရခိုင်လူငယ်အောင်တင်မိဟာ2024ခုနှစ်စေလာပိုင်းကရခိုင်ပြည်ပုံနှကျွန်းမြို့နယ်ကနေရန်ကုန်မြို့ကိုကားစီးလာတဲ့အချိန်မှာအုပ်ဖို့တာဆုံစစ်စီအိတ်မှာဖမ်းဆီးခံခဲ့ရတာပါစစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုအတည်ပြုပြီးနောက် 2024ခုနှစ်ဧပြီလကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းစစ်မှုထမ်းအပတ်စဉ်၉ခုအထိခေါ်ယူထားပြီးလူငယ်ပေါင်း14000တိပါကိုအတ္တမဖန်စီခဲ့တယ်လို့ NUG လူခွင့်ရေးဝန်ကြီးဌာနရဲ့အချက်လက်တွေအရသိရပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရုရှားယူကရိန်းညီကြမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ဥရောပအရေးပေါ်အစည်းအဝေးတစ်ခုကိုပြင်သစ်သမရာကအင်ရှင်အဖြစ်ပြုလုပ်ပြီးမနေ့ကကျင်းပခဲ့ကြပါသေးတယ်။ အဲ့ဒီအစည်းအဝေးကို Britain, Germany, Italy, Poland, Spain, Netherlands ဒိမတ်နိုင်ငံတို့ကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်။ဥရောပလုံခြုံရေးကအလစ်အပြောင်းကိုရောက်နေပြီးကာကွယ်ရေးမြင့်တက်လာဖို့လိုပါတယ်လို့ဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဘွန်ဒါလီယန်က X လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားနှိုးဆော်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးကို ရောက်အက်တလန်တိတ်စီးရေးစာချုပ်အဖွဲ့နေတိုအကြီးကဲမက်ဂရူတာဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဘွန်ဒါလီယန်တို့လည်းတက်ရောက်ခဲ့ကြပါရီတခြားတစ်ဖက်မှာလည်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးဟာဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမူဝါဒအကြီးကဲဂျာမနီဝန်ကြီးချုပ်နဲ့မြောက်အက်တလန်တိတ်စီးရေးမဟာမိတ်အဖွဲ့နေတိုအတွင်းဝန်ချုပ်တို့နဲ့တွေ့ဆုံခဲ့ပါရီဒါဟာအမေရိကန်နဲ့ဥရောပမဟာမိတ်တွေအကြားဆစ်စင်ရေးတင်းမာလာတဲ့အချိန်မှာ တရုတ်ကဥရောပတိုင်းပြည်တွေနဲ့တန်တမန်ဆက်ဆံရေးတုံ့ပြန်ဖို့ကြိုးစားလိုက်တာလို့လေးလာသူတွေကဆိုပါရီအမေရိကန်တပ်တွေကိုဥရောပကနေပြန်ရုပ်သိမ်းသွားပြီးယူကရိန်းကျူးကျော်တဲ့ရုရှားစစ်ကိုရုရှားဘက်ကအဆုံးသတ်မှာကိုလေဥရောပကောင်းဆောင်တွေကစိုးရိမ်နေကြတယ်လို့နိုင်ငံရေးလေးလာသူတွေကဆိုပါရီရှင်နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့ Norinzara ကထုတ်လွှင့်တဲ့သတင်းတွေကို www.norinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Norinzara ရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။